88ငင်းကြဲရင်နဲ့ပွင့်လင်းလူအဖွဲ့အစည်းကဥက္ကကိုကြီးကိုတောင်အုပ်ကလာပပန်းချံကစားကွင်းပြန်ရဖို့ဆန္ဒပြခဲ့တဲ့အတွက်ပုံမှ16နဲ့တရားစွဲဆိုဖို့တောင်အုပ်ကလာရဲစခန်းကခေါ်ယူတွေးဆောင်ခဲ့ပါတယ်ဒီသတင်းကိုတော့ဥအောင်သူကပေးပို့ထားပါတယ်ရှင်ပန်းချံကိုကိုလိုဆောက်လုပ်ဖို့ဆိုပြီးပန်းချံပြန်ရရေးကိုဥဆောင်ဆန္ဒပြခဲ့လို့88ငင်းကြဲရင်နဲ့ပွင့်လင်းလူအဖွဲ့အစည်းကဥက္ကကိုကြီးကိုပုံမှ16နဲ့တောင်အုပ်ကလာပရဲစခန်းကအမှုဖွင့်ခဲ့တာပါ ဥက္ကုကြီးကိုမေလ22ရက်နေ့မုံလဲ3နာရီမှာတောင်းကလာပရဲစခန်းကခေါ်ယူတွေ့ဆုံခဲ့တာဖြစ်ပါတယ်။တောင်းကလာပပန်းချန်နဲ့ကစားကွင်းကိုအရင်စစ်စိုးရလက်ထက်ကလေးကကစားကွင်းအဖြစ်ပေးခဲ့တဲ့နေရာဖြစ်ပြီးအခုစိုးရတက်လာတဲ့2022ခုနှစ်မှသာစက်ခံရင်းနဲ့ဖွံ့ဖြိုးရေးပါတီကိုအခုလိုဆောက်လုပ်ဖွင့်ပေးခဲ့တာလို့လည်းဥက္ကုကြီးကပြောပါတယ်။အဲ့ဒီအတွက်မြေပိုင်ဆိုင်မှုအထောက်အထားတွေကိုတောင်းဆိုပေမဲ့မပြနိုင်လို့အများပိုင်းဖြစ်တဲ့အဲ့ဒီပန်းချန်နဲ့ကစားကွင်းကိုပြန်လိုချင်တာဖြစ်ပါတယ်။ အများပိုင်းမြင်နေရဘူးနိုင်ငံရေးပါတီတစ်ခုတစ်ခွဲပိုင်းအဖြစ်နဲ့ငွေကြေးအကျိုးမြတ်အတွက်ပါအတုံးချလာရဲဆိုတာကြတော့တိတ်တရားလွန်နေလို့မြင်တယ်ဒါကြောင့်ကျွန်တော်တို့ကလေးကစားဝင်းကိုကလေးကစားဝင်းမူလအတိုင်းပြန်ပြီးပေါ်ထုတ်ပေးပါဆိုတော့ကျွန်တော်တို့အထူးကျေးဇူးပါဒီပန်းထံပြည်ရာကြီးအတွက်ကိုမြို့နယ်နေပြည်သူတွေစုပေါင်းပြီးဆန္ဒပြတောင်းဆိုခဲ့တာနှစ်ကြိမ်ရှိပြီဖြစ်ပါတယ် ဒါပေမဲ့ထူးခြားမှုတစုံတရာမရှိခဲ့လို့ဒုတိယအကြိမ်ဆန္ဒထပ်ပြခဲ့တဲ့ဥက္ကုကူကြီးနဲ့ဥဆောင်ဆန္ဒပြသူ၅ဦးကိုပုံမှန်၁၉နဲ့တရားစွဲဆိုခဲ့တာပါအခုလိုစွဲဆိုလိုက်တဲ့ပုံမှန်၁၉ကတရားဝင်ဆန္ဒပြဖို့ပေးထားတဲ့နေရာမှာမပြလို့စွဲဆိုခံရတဲ့ပုံမှန်ဖြစ်ပါတယ်ဆက်ရှိရခွင့်ပြုချက်တောင်းတယ်အဲ့ဒါခွင့်ပြုချက်တောင်းတာတောင်းကလာရဲစခန်းမှာတောင်းတာတောင်းကလာနေမြေမှာတောင်းတာအဲ့တော့သူတို့ပြောနေတာကကြက်ကစံမှာသွားပြီးတော့ လှုပ်ဖို့ပြောတာမူရင်းဥပဒေမှာအဲ့ဒီလိုနေရာရှိဖို့မပါဘူးဗျအဲ့တော့ကြက်ကစားမှာသွားလှုပ်မယ်ဆိုရင်အဲတာမွေပိုင်နေဗျတာမွေပိုင်နေကစကားပဲလှုပ်ရမှာဒီတောင်းကလာလှုပ်ပေးလို့မရဘူးလေတောင်းကလာရဲတပ်ဖွဲ့ကတာမွေရဲတပ်ဖွဲ့ကိုလွမ်းမိုးထားတာမဟုတ်ဘူးလေဒါသူ့အနေနဲ့သူတီးကြအာနာဒီခွဲဝေပေးထားပြီသားအဲ့တော့ဒီမှာတောင်းတဲ့ဥစ္စာကိုတောင်းကလာကိုတာမွေပို့တာပို့တဲ့လူရဲ့အပြစ်ပဲ။ အခုတွေ့ဆုံမှုမှာတော့ဆန္ဒပြတဲ့အကြောင်းအရာတွေကိုမှတ်တမ်းတင်ထားတာဖြစ်ပြီးတရားရုံးတင်ဖို့အတွက်ကိုတော့ရုံးပြန်ဖွင့်တဲ့အခါမှသာစောင့်ရက်မယ်လို့တောင်းကလာပါမြို့နယ်ရဲစခန်းကရဲအေအာရှိကပြောပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ